မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြကျမ်းမာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရက ဒေဝါလီနေ့ခန္ဓာများတို့တောင်းလာပေးပို့ခဲ့တဲ့တဲ့မဲ့ဖြစ်ပါတယ်ရှင်။မြို့သားညီညွတ်ရေးအစိုးရကအောက်တိုဘာလ22ရက်မှာကြာရောက်တဲ့ဒေဝါလီနေ့ခန္ဓာများတို့တောင်းလာပေးပို့ခဲ့ပါတယ်။ ယခုချိန်ကာလကအကြံဖတ်ဆဲအုပ်စုကတနိုင်ငံလုံးနေရာအနှံ့အပြားအယက်သားပြည်သူလူတို့အပေါ်ပြစ်မှတ်ထားတဲ့အကြံဖတ်မှုများအားကျူးလွန်နေတဲ့အပြင်စာတင်ကြဆေးရုံလူနေအိမ်များနဲ့တသနိကအဆောက်အုံများကိုပါမကြံဘုံကျဲတိုက်ခိုက်လျက်ရှိတဲ့အတွက်ပြည်သူများရဲ့အသက်အိုးအိမ်များထိခိုက်ပျက်စီးနေရပါတယ်။ ဒါအပြင်တကွဲတပြားဖြစ်နေတဲ့အဝေးရောက်မိသားစုများပေါင်းစုံနိုင်ရန်အတွက်အကျန်းဖတ်ဆဲအုပ်စုရဲ့အကျန်းဖတ်ကန့်တတ်မှုများကြောင့်ပြည်သူလူထုမှာအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ဖော်ပြထားပါတယ်။စစ်မှုထမ်းဥပဒေအကြောင်းပြပြီးဖမ်းဆီးခြင်းသွာလာမှုကန့်တတ်ခြင်းဥပဒေမဲ့ဖမ်းဆီးခြင်းများရှိနေတဲ့အတွက်ပြည်သူလူထုမှာလုံခြုံရေးဆိုင်ရာချိန်ချောက်မှုများလည်းကြုံတွေ့နေရတာကိုလည်းသိတာထင်ရှားစွာတွေ့မြင်ရတယ်လို့ဆိုပါတယ်။ အကြံဖတ်စေအုပ်စုကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းလုံခြုံငြိမ်းချမ်းမှုတို့ပျောက်ဆုံးကင်းမဲ့ခဲ့ရတာမျိုးစုံသောအစိုးညံ့များနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲညှို့ငယ်စွာနေထိုင်နေကြရတဲ့အချိန်ကာလဖြစ်ပြီးအကြံဖတ်စေအုပ်စုကနိုင်ငံတော်အာဏာကိုအာရမလူယူသိမ်းပိုက်ချိန်မှအစပြုပြီးအထူးသဖြင့်မျိုးဆက်သစ်လူငယ်များအပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားများရဲ့အနာဂတ်မျှော်လင့်ချက်များစွာကလည်းမိမ့်မိန်ပျောက်ပြတ်သွားရတယ်လို့ဆိုပါရစေ။ ဒီဝါလီနေ့မှာပြည်တော်စုမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလက်လို့ပျောက်ဆုံးခဲ့ရတဲ့လုံခြုံငြိမ်းချမ်းမှုများနဲ့အနာဂတ်အတွက်ကောင်းမြတ်တဲ့မျှော်လင့်ချက်များပြန်လည်ရှင်သန်နိုးထနိုင်ပါစေကြောင်းနေရာဌာနကွဲပြားနေတဲ့အဝေးရောက်မိသားစုများပြန်လည်တွေ့ဆုံနိုင်ကြပါစေကြောင်းနဲ့ဆရာနာရှင်စနစ်ခြုံငိမ့်ပြီး Federal Democracy ပြည်တော်စုတည်ဆောက်နိုင်ရေးအတွက် တော်လန့်စစ်ဆင်နွှဲနေကြတဲ့တိုင်းရင်းသားပြည်သူတရက်လုံးအောင်မြင်မှုများရရှိစေကြောင်းစုမုံကောင်တောင်းထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ခံကောမြို့နယ်မှာပြိပခကာလအတွင်းအမျိုးသမီးနဲ့ကလေးတငယ်များကာကွယ်စောင့်ရှောက်ရေးတင်နန်းကိုပို့ချပေးခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။မကွေးတိုင်းခံကောမြို့နယ်မှာ ပြိပခကာလအတွင်းအမျိုးသမီးနှင့်ကလေးငယ်များကာကွယ်စောင့်ရှောက်ရေး WCP တန်တန်းကိုပြီးခဲ့တဲ့စက်တင်ဘာလနဲ့အောက်တိုဘာလအတွင်းမှာပြုလုပ်ပေးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကအောက်တိုဘာလ22ရက်မှာထုတ်ပြန်ခဲ့ပါတယ်။တန်တန်းမှာလက်နက်ကင်ပြိပခအတွင်းကကလေးငယ်များအခြေအနေကလေးခွင့်ရေးကလေးငယ်ကာကွယ်စောင့်ရှောက်မှုဂျန်နာအခြေပြုအကြမ်းဖက်မှုများကလေးငယ်များအပေါ်ချိုးဖောက်ကျူးလွန်တဲ့ကြီးလေးတဲ့ ချိုးဖောက်မှု6ရက်ဖြစ်တဲ့တပ်ဖြတ်ခြင်းကိုလဲအိမ်ကပျက်စီးစေခြင်းလိမ်မိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတပ်သားဆူဆောင်းခြင်းစတဲ့အချက်တွေပြိပခအခြေအနေမှာဖြစ်ပေါ်လာတဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ဆက်လင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားတဲ့ဥပဒေများအကြောင်းကိုဆွေးနွေးပို့ချခဲ့ကြပါတယ်။ဒီလိုတင်နန်းတွေပို့ချနိုင်ဖို့အတွက် လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ရေးရာတာဝန်ခံတွေကို2024ခုနှစ်မှာတစ်ချိန် 2025ခုနှစ်မှာတစ်ကြိမ်နီးပြတင်နှန်းတွေပို့ချခဲ့ပြီးအခုလိုနောက်ဆက်တွဲစင်ပွားတင်နှန်းတွေကို ပြုလုပ်နိုင်တာပဲဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အတူရောင်ရေးကောက်ပွဲကိုအခုညီဘေးမှုတွေကအန္တရာယ်ရှိတဲ့နျူကလ িয়ার ရီမန်းချက်ကိုကောင်ထယ်ဖော်နိုင်မှုကုညီယာရောက်တယ်လို့အတမကြီးဦးကျော်မိုးထွန်းပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ အကြံဖတ်ဆဲအစိုးရရဲ့အတူရောင်ရေကောက်ပွဲကိုကုညီပေးမှုတွေကအန်ဒီယန်ရှိတဲ့နျူကလ িয়ার ရည်မှန်းချက်ကိုအကောင့်ထယ်ဖော်နိုင်မှုကုညီရရောက်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တမ္မကြီးဦးကျော်မိုးထွန်းကအော်တိုဘာလ22ရက်အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဘာသာရဲ့မူဝါဒရေးရာဆွေးနွေးပြောကြားမှုအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆေးဥစမပြုတ်လို့ရန်စီစဉ်နေတဲ့အတုအယောင်လိန်ညာရွေးကောက်ပွဲကိုပံ့ပိုးမဲ့မြစ်သိနိုင်ငံကအထောက်ပံ့သို့မဟုတ်အခုညီပေးမှုတွေကဆေးဥစရဲ့အနေရရှိတဲ့နျူကလ িয়ার ညီမှန်းချက်တွေအကောင့်ထဲဖော်နိုင်ရန်တဆင့်တိုးပြီးနှိကပ်သွားစေမှာကိုထပ်လောင်းပြောကြားလိုကြောင်း အကြံဖတ်စစ်တပ်ထံသို့လက်နက်များဆက်လက်နက်ပစ္စည်းများ တိုက်လေရင်စီတခြားစစ်ဖက်အရက်ဖက်နှမျိုးသုံးပစ္စည်းများနဲ့ဆက်ဆက်နည်းပညာများစစ်ဆင်မှုကို ထက်တောက်ကြပါရန်ဖွဲ့ဝင်နိုင်ငံများအားလုံးထံတောင်းဆိုလိုပါကြောင်းတမန်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်တာပါ။အကြံဖတ်ဆဲအုစုကရဲသားတွေအပေါ်ရာဆွဲမှုတွေနဲ့ပြစ်မှတ်ထားခွဲခြားခြင်းမရှိတဲ့လေကြောင်းတိုက်ခိုက်မှုတွေတွန်းပြစ်ကျူးလွန်လာနေချိန်မှာအကြံဖတ်ဆဲအုစုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတနိုင်ငံနဲ့ပူးပေါင်းပြီးတော့နျူကလ িয়ার စွမ်းရည်အစီအစဉ်လို့အမြစ်တက်ဆောင်ရွက်နေမှုအပေါ်အလေးနက်စိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။ နျူကလ িয়ার စရိတ်ကိုငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတဲ့အယူအဆကအကြမ်းဖက်ဆဲအုပ်စုနဲ့အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်သလိုအပန်းဖြေတဲ့အခါအသုံးပြုတဲ့ပါရာမော်တာများကိုပင်ရက်သားတွေအပေါ်လက်နက်အဖြစ်အသုံးပြုတဲ့အကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စရိတ်ကိုလည်းလက်နက်အဖြစ်အသုံးပြုလိမ့်မယ်လို့ထောက်ပြပါဗျာ။ အကြံဖတ်ဆဲအိုးစုကပြုလုပ်ဖို့စီစဉ်နေတဲ့အတူရောင်အလင်းညာရွေးကောက်ပွဲကိုပံ့ပိုးမဲ့နိုင်ငံတကာအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုတွေကအကြံဖတ်ဆဲအိုးစုအန်ဒီယန်ရှိတဲ့နျူကလ িয়ার ရည်မှန်းချက်တွေအကောင့်ထက်ပေါ်နိုင်မှုတဆင့်တိုးပြီးနှိကပ်သွားစေမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မတော်တဆဖြစ်စေ၊မရည်ရွယ်ပဲဖြစ်စေ၊ရွေးချက်ရှိရှိဖြစ်စေနျူကလ িয়ার လက်နက်ကိုတစ်ချိန်တစ်ခါမျှအသုံးပြုလိုက်တာနဲ့ လူနဲ့တဘာဝပတ်ဝန်းကျင်ပေါ်လွန်စွာပျက်စီးဆုတ်ယုတ်စေမဲ့အကျိုးဆက်များဖြစ်ပေါ်နိုင်ကြောင်းနျူကလ িয়ার လက်နက်အသုံးပြုခြင်းမှကာကွယ်နိုင်ရေးတခုတည်းသော အာမခံချက်မှ၎င်းတို့ကိုလုံးဝဖျက်သိမ်းရန်သာဖြစ်တယ်ဆိုရဲမြန်မာနိုင်ငံရဲ့ရည်တည်ချက်ကိုခိုင်မာစွာထပ်လောင်းပြောကြားလိုကြောင်းပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံကရေကောက်ခံအရသာအစိုးရလက်ထက်မှာ TPNW နျူကလ িয়ার ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ Convention CNS နျူကလ িয়ার ပစ္စည်းများရုပ်ပိုင်းဆိုင်ရာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ Convention CPPNM နဲ့ CTBB တို့ကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ TBNW ကိုအတည်ပြုဖို့ IAEA ရဲ့နောက်ဆက်တွဲစာချုပ်ကို အသက်ဝင်စေဖို့ Modify Small Quantity Protocol MSUB ကိုလိုက်နာမဲ့အစီအစဉ်အလုံးဟာ2021ခုနှစ်တရားမဝင်အကြမ်းဖက်ဆက်အာဏာသိမ်းမှုကြောင့်ပြည်စည်းသွားခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။ ။ဒါကြောင့်မို့အကြမ်းဖက်စစ်တပ်ကိုလက်နက်တွေဆက်လက်နက်ပစ္စည်းတွေတိုက်လေရင်စီတခြားစစ်ဘက်အရက်ဖက်နှမျိုးသုံးပစ္စည်းတွေနဲ့ဆက်ဆက်နည်းပညာတွေစစ်ဆင်မှုကိုဖျက်တောက်ကြဖို့အဖွဲ့ဝင်နိုင်ငံများအလုံးထံတောင်းဆိုလိုပါကြောင်းကုလသမဂ္ဂထွေထွေညီလာခံမှာတာမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်ရှင်။ ဆလာတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြေပြင်ခြေနေတွေကိုအမြင်မပြတ်လေ့လာရင်မှန်ကန်တဲ့အလို့ဆောင်ချက်တွေအလို့ဖြစ်စီမံစေမှုဖြစ်အောင်ချိုးဖောက်ပေးကြဖို့ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့တင်မှဖြစ်ပါရှင်။ ။နေပြင်းခြေနေတွေကိုအမြဲမပြတ်လေးလာရင်မှန်ကန်တဲ့လုံဆောင်ချက်တွေအလုပ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်ကြိုးပမ်းပေးကြဖို့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကအောက်တိုဘာလ23ရက်ဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ပြောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကကော်မတီဟာအုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီဖြစ်နေတာကြောင့်ဝင်ကြီးဌာနအများစုရဲ့ နေဆာတူဝါကိစ္စတွေဟာဒီအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ပဲအချိန်ပြည့်လှုပ်ဆောင်နေရတယ်လို့တောင်ဖြစ်နေပါကြောင်းအင်မတန်အလုံးများပြီးမြို့နယ်အဆင့်ထိတိုက်ရိုက်ညှိနှိုင်းလှုပ်ဆောင်နေရတာတွေဖြစ်တာကြောင့်အတော်လေးကောင်းရှုပ်ရတဲ့ကော်မတီလည်းဖြစ်တာ အမှန်ပင်ဖြစ်ပါကြောင်းဒီလိုဆင်းဆင်းဆုံးဖြတ်ခဲ့ပြီးတာတော့တခါတရံမြေပြင်အခြေအနေအရလုံဆောင်ရစက်တာမျိုးတွေအခက်အခဲတွေထပ်ပေါ်လာပြီးလုတ်ကင်ဆောင်ရွက်မရတဲ့နှောင့်နှေးတဲ့ဖြစ်စဉ်တွေလည်းဖြစ်တတ်ကြောင်းပြောကြားခဲ့ပါတယ် ဒါအပြင်ဒီလိုအခြေအနေရဲ့ဘေးထချက်တွေကိုအများအားနဲ့ဝိုင်းဝန်းစဉ်းစားအဖြေရှာကြပြီးပဲဆက်လက်ကြောဖြတ်သွားကြရမှာဖြစ်ပါကြောင်းဖြစ်နိုင်သမျှတော့အားစိုက်တိုးပန်းကြပြီးမြေပြင်အခြေအနေတွေလည်းအမြဲမပြတ်လေ့လာကြရင်မှန်ကန်တဲ့လှုပ်ဆောင်ချက်တွေအလုပ်ဖြစ်တဲ့စီမံမှုတွေဖြစ်အောင်ဆက်လက်ကြိုးပမ်းပေးကြဖို့မှာကြားလိုကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အတိမတ်ပြုရလို့ဆုံးဖြတ်ခဲ့တဲ့တဲ့င်းမဲ့ဖြစ်ပါတယ်ရှင်။151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးကပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကဆွေးနွေးမိဖက်အဖြစ်ဆက်လက်အတိမတ်ပြုလိုက်တယ်လို့ CRPH ကအောက်တိုဘာလ23ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အကြံဖတ်စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုနောက်ပိုင်းမှာနိုင်ငံတကာပါလီမန်များအဖွဲ့ IPU အနေနဲ့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုတရားဝင် ဖွဲ့စည်းအဖြစ်အတိမတ်ပြုခဲ့ပြီး CRPH ကလည်း IPU ရဲ့ညီလာခံတွေနဲ့အစည်းအဝေးတွေကိုတက်ရောက်ခဲ့ပါတယ်။အကြံဖတ်စစ်အုပ်စုရဲ့အတွေ့အကြုံရွေးကောက်ပွဲပြုလုပ်ဖို့ကြေညာထားချိန်မှာ IPU ကဆက်လက်အတည်ပြုပေးခဲ့တာဖြစ်ပြီး CRPH အနေနဲ့ IPU အစည်းအဝေးတွေကိုဆက်လက်တက်ရောက်သွားမှာဖြစ်ပါတယ်။ မြမအရေးဖြည့်ရှင်မှုမှာနိုင်ငံတကာအတိုင်းဝိုင်းရဲ့အခန်းကဏ္ဍကအရေးပါလာတာကြောင့်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြိပခတွေကိုလက်တွေ့ကြပြီးရေရှည်တည်တံ့တဲ့ဖြည့်ရှင်မှုနဲ့ပံ့ပိုးကူညီပေးရတဲ့စစ်မှန်တဲ့လွတ်လပ်မှုလုံခြုံမှုနဲ့ Federal Democracy နိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးအတွက်ပြည်သူ့ဆန္ဒကိုကိုစားပြုပြီးဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်းပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုအာဆီယံထိပ်သီးညီလာခံကိုတက်ရောက်ခွင့်မပေးဘူးလို့မလေးရှားဝန်ကြီးချုပ်အတီးပြုတ်ပြောကြားခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကိုအာဆီယံထိပ်သီးညီလာခံကိုတက်ရောက်ခွင့်မပေးဘူးလို့အာဆီယံလက်ချဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝန်ကြီးချုပ်ကအတည်ပြုပြောကြားခဲ့ပါတယ်။ 48ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံကိုအော်တိုဝါလာ26ရက်ကနေ28ရက်ထိကျင်းပပြုလုပ်သွားမှာဖြစ်ပြီးညီလာခံမပြုလုပ်ခင်မှာအခုလိုအတည်ပြုပြောကြားလိုက်တာပါအချမ်းဖတ်စစ်အုပ်စုရဲ့လော်ဘီသတင်းဌာနတွေကအာဆီယံညီလာခံကိုအချမ်းဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခိုင်းတဲ့ရောင်နဲ့ဂျင်းထဲဖြန့်ချီနေကြပါတယ်အာဆီယံကတော့အချမ်းဖတ်စစ်အုပ်စုကအာဆီယံမှာသဘောတူညီခဲ့တဲ့အချက်၅ချက်ကိုလိုက်နာဖို့ပြက်ကွက်နေတယ်လို့အစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စလဲတွေကိုသာတရားခွင့်ပြုမယ်လို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အော်တိုဘာလအတွင်းအကြမ်းဖက်ဆဲအုပ်စုရဲ့တပ်ဖြတ်မှုကြောင့်အသက်မပြည့်သေးတဲ့ကလေးငယ်28ဦးသေဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အော်တိုဘာလအတွင်းအကြမ်းဖက်ဆဲအုပ်စုရဲ့တပ်ဖြတ်မှုကြောင့်အသက်မပြည့်သေးတဲ့ကလေးငယ်28ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကိုကြီးဆောက်ရှောက်ရေးအသင်း AAPB ကအော်တိုဘာလ22ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးကြေညာများကွန်ကြီးစောင့်ရှောက်ရေးတင်မှကောက်ယူထားတဲ့သတင်းချက်လက်များအရ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှ22ရက်နေ့အထိနိုင်ငံတော်မှအကြံဖတ်စစ်အုပ်စုကြောင့်အသက်18နှစ်အောက်မိန်းကလေး15ဦးနဲ့ဟယ်ချားလီ23ဦးစုစုပေါင်း28ဦးသေဆုံးခဲ့တယ်ကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီထဲမှာသခိုင်းတိုင်းနဲ့ရှမ်းပြည်နယ်မှာရှစ်ဦးစီနဲ့တေဆုံမှုအများဆုံးဒေတာဖြစ်ကြပြီးတေဆုံသူ28ဦးနဲ့ 23ဦးမှာအကြံဖတ်စေအုပ်စုရဲ့လေချောင်းဖုံးကျဲလို့အများဆုံးတည်ဆုံခဲ့ရတယ်လို့ဆိုပါရယ်။မန္တလေးတိုင်းမိုးကုံးမြို့နယ်ကန်တော်ရက်ကွက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြံဖတ်စေအုပ်စုကလေချောင်းမှအော်တိုဘာလ22ရက်နေ့နေ့လယ်3နာရီမှာဖုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ရက်ကွက်တွင်ရှိကန်သုံးလုံးဖူဆယ်ကွင်းဘောလုံးကွင်းအနီးကျရောက်ပောက်ခွဲခဲ့ရာဘောလုံးကစားနေတဲ့ကလေးတွေဖြစ်တဲ့မွန်သူခူတာနဲ့ ခြားရှိတို့သုံးဘုံစားထိမှန်တည်ဆုံးခဲ့ပါတယ်။နှွေဦးတော်လိုင်းစတင်တဲ့ဖေဖော်ဝါရီလ၁ရက်2021ခုနှစ်မတရားအာဏာလုယူမှုဖြစ်စဉ်စတင်ချိန်မှအောက်တိုဘာလ22ရက်2025ခုနှစ်အထိအကြမ်းဖက်ဆဲအုပ်စုနဲ့၎င်းရဲ့လက်ပါစီတွေကြောင့်နှွေဦးတော်လိုင်းကာလအတွင်းတည်ဆုံးခဲ့ရတဲ့ဒီမိုကရေစီလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှ9398ဦးရှိခဲ့ပြီဖြစ်တယ်လို့လဲ AABB ကဖော်ပြထားပါတယ်။ ဒါအပြင်ຫນွေဦးတော်လန်ရင်းနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံခဲ့ရသူပေါင်း2954ဦးရှိပြီးအဲ့ဒီအထဲမှာ2544ဦးမှာထိမ့်သိမ်းခံရဆဲဖြစ်ကာထိမ့်သိမ်းခံရသူများအနက်မှာ11245ဦးမှာထောင်ဒဏ်ချမှတ်ခံရပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ယခုနှစ်အတွင်းမှာအကြံဖန်ဆဲအုပ်စုရဲ့မတရားဖန်ဆီးခံရပြီးနောက် တေဆောင်ရသူ221ဦးအထိရှိနေတဲ့သတင်းပဲဖြစ်ပါရှင်။ယခုနှစ်2025ခုနှစ်အတွင်းအကြံဖတ်စစ်အုပ်စုရဲ့မတရားဖမ်းဆီးခံခဲ့ရပြီးနောက်တည်ဆောင်ရသူပြည်သူရေးအတွက်က221ဦးထိရှိနေရလို့နိုင်ငံရေးကျင်းသားများကညီဆောင်ရှောက်ရေးတင် AAPP ရဲ့အစင်းတွေကသိရပါဗျ။ AAPP ရဲ့ကောက်ယူထားတဲ့အချက်အလက်တွေအရ2025ခုနှစ်ဇန်နဝါရီလတရက်ကနေအောက်တိုဘာလ23ရက်အထိနိုင်ငံတွင်းမှာအကြံဖတ်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံခဲ့ရပြီးနောက်တေဆုံးရသူအမျိုးသမီး39ဦးနဲ့အမျိုးသား182ဦးစုစုပေါင်း221ဦးကိုအမည်နဲ့တကွမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဖော်ပြထားတာပါ။အဲ့ဒီတေဆုံးသူအရေးအတွက်ထဲမှာအသက်18နှစ်အောက်ကလင်းငယ်8ဦးထိပါဝင်တယ်လို့ AAPP စီးနေမှာတွေ့ရပါဗျ။အဲ့ဒီတေဆုံးသူအရေးအတွက်ထဲမှာပဲမန္တလေးတိုင်းက86ဦးနဲ့တေဆုံးမှုအများဆုံးဒေသဖြစ်ခဲ့ရပြီးမကွေးတိုင်းက 54ဦးနဲ့ဒုတိယအများဆုံးဖြစ်ခဲ့ရတယ်လို့လည်း AAPB စင်းတွေမှာတွေ့ရပါဗျ။ဖမ်းဆီးခံခဲ့ရပြီးနောက်တပ်ဖြတ်ခံရသူတွေဆိုတာအချမ်းဖတ်စစ်အုပ်စုတပ်သားတွေကဖြစ်စေ၊အရာရှိတွေကဖြစ်စေ၊လက်ပါစစ်တွေကဖြစ်စေအစရှိသူတို့ကလူပုဂ္ဂိုလ်တဦးတယောက်ဒါမှမဟုတ်တော်လိုက်ရင်လက်နက်ကင်တပ်သားတဦးကိုနီလန်မျိုးစုံနဲ့ဖမ်းဆီးထိန်သိမ်းပြီးနောက်အင်အားသုံးပြီးတော့ဖြစ်စေအကျဉ်းသားအပေါ်ပြုမှုဆက်ဆံရမယ့်စံနှုန်းများကို လစ်လူရှုဥပိ္ပခပြုပြီးတော့ဖြစ်စေ အဆိုပါဖန်းစည်းခံရသူအသက်သေဆုံးမှုကို ဖွင့်ဆိုရလို့ AAPP ကပြောပါတယ်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အာဆီယံအနေနဲ့အကြံဖက်စစ်အုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့ထရွန်ဒူးကပြောကြားခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အာဆီယံအနေနဲ့အကြံဖက်စစ်အုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဖို့မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်တွန်အန်ဒရူးကပြောကြားလိုက်ပါတယ်။အဂျပန်ဆီအိုဆူရဲ့အတူရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းကမြန်မာနိုင်ငံကိုနောက်ဆုတ်သွားစေရာဖြစ်ပြီးတော့သူတို့ရဲ့အပြစ်တွေကိုကာကွယ်ပေးရရောက်သွားမယ်လို့တွန်အန်ဒရူးကပြောပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့ခွင့်ရေးကိုယ်စားလှယ်တွန်အန်ဒရူးက၄၈ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးချုပ်ဖြစ်နေအခုလိုပြောကြားလိုက်တာပါ။ ထားပြင်အာဆီယံခေါင်းဆောင်တွေအနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကိုဆင်လွတ်တာအပါအဝင်ဆေအိုစုကိုတရားဝင်ဖြစ်စေမဲ့ဘယ်ရာကိုမှမပြုတ်လို့ပဲနေရလိမ့်မယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။အကြံဖတ်ဆေအိုစုကလာမယ့်ဒီဇင်ဘာမှာအတူရောင်ရွေးကောက်ပွဲကိုပြုတ်လို့ပို့ပြင်ဆင်နေပြီးတော့အဲ့ဒီအတူရောင်ရွေးကောက်ပွဲကိုမြန်မာနိုင်ငံတွင်းမှာသာမကပဲကမ္ဘာနိုင်ငံအသီးသီးမှာလည်းကန့်ကွက်ဆန္ဒပြမှုတွေပြုတ်လုပ်နေကြပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျပန်နိုင်ငံခီးစင်မှာဒေါအောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးတောင်းဆိုမှုပြုလုပ်မယ်ဆိုတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ဂျပန်နိုင်ငံခီးစင်မှာဒေါအောင်ဆန်းစုကြည်အပါအဝင်မတရားဖမ်းဆီးခံနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးတောင်းဆိုမှုပြုလုပ်သွားမယ်လို့ NUG Supporting Japan ထံကသိရပါဗျ။မြန်မာနိုင်ငံရေးကိုအမေရိကန်မှာ ပုံမိုလေးထအယုံစိုက်လာစေရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျပန်သို့ရောက်ရှိနေချိန်ကာလအတွင်းဂျပန်ရောက်မြန်မာနိုင်ငံသားများမှမေတ္တာရပ်ခံအကူအညီတောင်းဆိုခြင်းလှုံ့ဆော်မှုကို ပြုလုပ်သွားမှာဖြစ်တယ်လို့ NUG Supporting ဂျပန်ကပြောပါရယ်မြန်မာရေးကိုပုံမိုလေးထဆောင်ရွက်လာစေရန်တိုက်တွန်းတောင်းဆိုမေတ္တာရပ်ခံအကူအညီတောင်းခံတဲ့လှုံ့ဆော်မှုကိုအော်တိုဘာလ28ရက်မှာပြုလုပ်သွားမှာပါအမေရိကန်သမ္မတဟာ တောင်ကိုရီးယားနိုင်ငံမှာယခုလကျင်းပမဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC ထိပ်သီးစည်းဝေးမသွားရောက်ခင်ဂျပန်နိုင်ငံကိုအော်တိုဘာလနောက်ဆုံးအပတ်မှာလာရောက်မှာလို့ဆိုပါရယ်။အမေရိကန်သမ္မတလာရောက်ချိန်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့မတရားဖမ်းဆီးခံနိုင်ငံရေးကျင်းသားများပြန်လည်လွတ်မြောက်ရေးတို့အတွက်တောင်းဆိုသွားမှာဖြစ်ပါရယ်။ဒါ့အပြင်ဂျပန်စစ်တပ်ရဲ့ပြည်သူ့အပေါ်ရက်စက်ရုံမှမှုတွေ အကြမ်းဖက်မှုတွေရပ်တန့်သွားစေရန်နဲ့အမေရိကန်နိုင်ငံအနေနဲ့မြမအရေးကိုအလေးထားဆောင်ရွက်လာစေရန်တောင်းဆိုသွားမှာလို့ပြောပါတယ်။ဂျပန်ရောက်မြမများအနေနဲ့အမေရိကန်သမ္မတဂျပန်ကိုရောက်ရှိနေစဉ်ကာလအတွင်းမြေတားရက်ခံအကူအညီတောင်းဆိုခြင်းလှုံ့ဆော်မှုမှာတက်ကြွစွာပါဝင်ကြဖို့အတွက်လည်း NUG Supporting Japan ကဖိတ်ခေါ်ထားပါတယ်။ဒါကတော့ဒီဘက်တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းကြေကြုပ်ကိုတင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။